သူနဲ့တပတ်ဆင်တယ်ဆိုတော့သူ့လိုပဲသုံးခွင်းနေပဲပေါ့ကနော်သုံးခွင်းနေဘူကြီးတဦးရဲ့ဇနီးမယားကိုနော်ဇနီးမယားကိုအဲအတူတူအရက်တူတူတောက်ပြီးတော့နော်အရက်တူတူတောက်ပြီးတော့ရရှိဒီစိုက်တာထဲမှာပေါ့နော်တနည်းအားဖြင့်အဲမူးလိုပဲနော်အရက်တူတူအရက်မူးအောင်တိုက်ပြီးတော့ရက်မူးအောင်တိုက်ပြီးတော့ဆက်ဆံလိုက်တယ်။တံပြားစိကမပူတူတူမျိုးဖြစ်မယ်။ ရတကူကပါလဲဆိုတော့ကိုပါကိုရိုးရိုးတတ်တတ်နဲ့ဘယ်သူမှမထောက်ပံ့နေကြတဲ့ကဘဝတစ်ကပြန်ဆရတယ်။ရသမြပစံအကုန်လုံးကိုကိုလည်းအစဉ်ပြောင်းနေတယ်လို့တစ်ဖက်တခြားသူတွေကိုလည်းကိုပြန်ပြီးကြည့်ပေးနေရဲဆိုတော့ကိုကြည့်နေတဲ့သူတွေကတက်သေးပဲ။ဒါပေမဲ့ကိုက Facebook ပေါ်မှာဘယ်သူ့ကိုဘယ်လိုလုပ်တယ်ဆိုတော့တင်ရဝါသနာမပါတဲ့သူဖြစ်တဲ့အတွက်အပြောခံရတာရှိရယ်ကိုဘက်ကလူတွေစီရနေပဲပေါ့နော်ဒီဒေါ်လာကြီးတိုင်းဝိုင်းကလူတွေစီရနေပဲအပြောခံရတာရှိရယ် ော်လာမျိုးတွေအားလုံးပဲမလီမီနဲ့မေဘီတံမှာမြောက်သုံးကင်းဝေးကြပါသူဆူတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုဂျစ်ရီပေါ်လရှင်မီ channel လေးရဲ့ပြန်လည်ကြိုဆိုင်ပါတယ်ဗီဒီယိုလေး reaction မလို့တော်ပေးကမှာတော့ယနေ့မေလ28နေ့ဗုဒ္ဓဟူးရဲ့ညနေ9:00ခွဲထိနောက်ဆုံးရရှိတဲ့ညနေပိုင်းသတင်းတွေကိုအချင်းချင်းဖော်ပြပေးဖြစ်တဲ့အတွက်တွန်လိုင်းမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါတယ်ရောင်းသုံးသတင်းမဟုတ်အနေနဲ့ကတော့လက်ပန်းမှာ PDF တွေကိုဂယူးမဆိုင်ဘူးလို့စိန်ခေါ်ပြီးတော့လူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေပြစ်စုဆောင်းနေတဲ့ယာယီမှုထွန်းထွန်းပြစ်ခတ်ခံရပြီးနေရာမှာပဲညောင်းနေကောင်းဆိုင်သွားပါတယ် ကိုတိုင်းတပတန်းမျိုးနဲ့မှာ PDF တွေကိုငါဟာ view မဆိုင်ဘူးစိုင်ခေါ်တယ်ထွက်ခဲကိုကြာဆိုပြီးတော့လူငယ်များကိုစစ်မှုတန်းတသားသည့်ဖြစ်စူးစောင်းနေတဲ့ယာယီမှုထုံးထုံးဟာတိကျတိုက်ခိုက်ခံရပြီးသုံးခဲ့ကြောင်းတာယာဝတီ KI တရင်383ညနေတခွဲ3ကနေပြီးတော့တာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်တာယာဝတီ KI တရင်တွေကတော့တော်တော်လေးကိုမှဒီနေရာမှာလက်ဆောင်ထက်တယ်လို့ပြောရရမှာပါဒီလိုမျိုးယာယီမှုတွေစေယီမှုတွေနဲ့သူစောထီတူရှင်းတဲ့နေရာမှာတော်တော်လေးကိုမှလက်ဆောင်ထက်တဲ့အဖွဲ့ဖြစ်ပါတယ်အာမေလ28ရက်နေ့မိုးနဲ့တနအိကမှာလက်ပန်းမျိုးနဲ့ ရိန်စုရွာမှာနေထိုင်တဲ့ဓာိုင်မှုထွန်းတို့ဟာအချမ်းဘတ်စစ်တရဲစစ်စေးဂိတ်မှာခြေလင်းပြန်လာတဲ့မှာပါရဝတီခိုင်တရင်383ညနေတခွဲ3နဲ့တခွဲ2ရဲဘော်တွေကစောင့်ကြိုတိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့တိုက်ခတ်မှုတွင်ထွန်းတို့ဟာဥကောင်းတက်တဲ့ကိုတနက်ဖြန်3ချက်ထိမှန်ပြီးပွဲချင်းပြီးတည်ဆုံးကအချမ်းဘတ်စစ်တရဲဆက်သွယ်ထားတဲ့မိုဘိုင်းမှုတလုံးကိုလည်းအင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆုံးသောတဲ့ယာယီမှုထွန်းတို့ဟာယူစောဒီခေါင်းဆောင်နဲ့ဖြစ်ပြီးတော်လိုင်းတခွဲများရဲ့လစ်သွားလာလို့ရှာနေမှုများစုံစမ်းထောက်လန်းပြီးတော့စစ်တပ်ထံတရင်ပေးခြင်းလူငယ်များစစ်မှုထမ်းရန်ဖိအားပေးလူစုချင်း စစ်မှုရမ်းကျဥ်ဆိုကပြည်သူများထံမှငွေကြေးများအတင်းအကျပ်ကောက်ခံပြီးကောက်ခံဝင်မပေးတဲ့သူများကိုလည်းစစ်တပ်ခေါ်ပြီးဖမ်းဆီးခိုင်းခြင်းများတက္ကသိုလ်ထံမှမမမကန်သတင်းပေးကပြည်သူများဖမ်းဆီးခိုင်းခြင်းတော်လိုင်းတဖွဲ့များဂယူမဆိုင်ဘူးအကြိမ်ကြိမ်စိန်ခေါ်ခြင်းလူငယ်များစစ်တပ်ထဲအတင်းအကျပ်ထဲသွင်းခြင်းများလှုပ်ဆောင်နေပြီးတိုက်ခတ်ကြရခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်အခုလိုမတိုက်ခတ်မှုမလုပ်မီမှာတော့နှစ်ကြိမ်တိုက်နိုင်သတိပေးခဲ့ကြောင်းကိုလည်းတော်လိုင်းတဖွဲ့တွေကဖော်ပြထားရင်လည်းတစ်ဖက်ကတော့ယူမဆိုင်ဘူးမိုင်းလာခဲ့ဆိုပြီးစိန်ခေါ်ခဲ့တာကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။ရိုင်းမှုထွန်းတော်ဟာလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ရဲ့အတင်းကျပ်ထဲတဲ့စစ်ခွေးတွေနဲ့တူအိမ်ပေါ်တပီပေါ်တာဆွဲတာကြောင့်လူငယ်တွေဆိုတာအိမ်မာမနေရဲလို့ရှောင်နေတာကြပြီး PDF သတင်းတွေစုံစမ်းပြီးစစ်ခွေးတွေစီပို့ပေးတဲ့ပြင် PDF စီထောက်ပံ့နေဆိုပြီးပြည်သူချို့ကိုလည်းတက္ကသဆန်သတင်းပေးဖန်ခိုင်းတာတွေရှိပါတယ်။အဲဒါကြောင့်သူ့ကိုတရီပေးတော့အချိန်မကန်တုံ့ပြန်တဲ့ပြင်ရဲဘော်တွေကိုပါသူကစိန်ခေါ်နေလို့ရှင်းလိုက်ရတာဘာလို့တာယာဝတီခရင်တရင်383ညနေတခွဲ၃ကနေပြီးတော့ပြန်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ပြည်သူများနဲ့ တော်လိုင်းတဲ့ဖွဲ့များကိုဒုက္ခပေးနေကြတဲ့ချမ်ပတ်စစ်တပ်နဲ့၎င်း၏တောက်တိုင်များကိုအရှိန်မြင့်တက်ခတ်သွားမည်ဖြစ်သောကြောင့်ပြည်သူများအနေဖြင့်၎င်းတို့နေသွားတာနေထိုင်ခြင်းများလုံးဝလုံးဝမပြုလုပ်ကြရန်တရားဝတိ KI တရင်383ညနေတစ်ခွက်သုံးကအတိပေးညွှန်ဆိုထားပါတယ်။အဲအားလုံးပဲလက်ရှိချိန်မှာကတော့ဘုံမရက်ကွက်မှာကတော့တိုက်ပွဲတွေကလည်းရှုံးတိုက်ပွဲတွေကလည်းတပြုံပြုံအုံခံနေရတာဖြစ်တဲ့အတွက်တိုက်ပွဲကြောင့်မပြောတော့ဘဲနဲ့သူတို့ရက်ကွက်ထဲမှာခွေးခွေးချင်းခွေးချင်းခွေးချင်းကြံ့နေတဲ့အကြောင်းတွေကိုပြောနေရတယ်ဖြစ်ပါတယ်။ဒါတော့ဒီနေ့မှာတော့လက်ရှိချိန်မှာဘုံမရက်ကွက်ထဲမှာပေါ်နေရဖြစ်ပါတယ်။ သူနဲ့တပတ်စင်တယ်ဆိုတော့သူ့လိုပဲသုံးခွင်းနဲ့ပဲပေါ့ဗျာနော်သုံးခွင်းနဲ့ဘူကြီးတဦးရဲ့ဇနီးမယားကိုနော်ဇနီးမယားကိုအဲအတူတူအရက်တူတူတောက်ပြီးတော့နော်အရက်တူတူတောက်ပြီးတော့ရရှိဒီစိုက်တာထဲမှာပေါ့နော်တနည်းအားဖြင့်အဲမူးလိုပဲနော်အရက်တူတူအရက်မူးအောင်တိုက်ပြီးတော့အရက်မူးအောင်တိုက်ပြီးတော့လင်ဆက်ဆန်လိုက်တယ်။တံပြားစိကမပူတူတူမျိုးဖြစ်မယ်။အဲလင်ဆက်ဆန်လိုက်တဲ့အခါမှာအဲဘသူ့ကိုခေါ်ခိုင်းနေဆိုတဲ့ခါကျတော့တက်ချက်ကြီးပေါ့တက်ချက်ကြီးနာမည်ကျွန်တော်သိတဲ့နာမည်ကျွန်တော်မပြောသေးဘူးနော်။ အဲအဲ့ဒီဘောကမဆိုရှင်လင်းရေဝုံအောင်တိုက်ပြီးတော့ဟောရေဝုံအောင်တိုက်ပြီးတော့လောက်လိုက်တဲ့ဒီပူကြီးကိုလည်းနာမည်သိတယ်ကျွန်တော်မပြောသေးဘူးနော်ဘာကြောင့်လဲဆိုရှင်လှုပ်ရှင်တာလှုပ်ဆရာရှိတာလှုပ်ပါစေဘောနော်ကျွန်တော်အများကြီးသိခံထားပါတယ်အဲ့တော့ကကြကြီးသွားပြီးခေါ်လာပြီတယ်ခေါ်လာပြီးခါမှာရက်တူတောက်ကြတယ်တောက်ကြပြီးတော့စားရည်သားထဲမှာပဲအာကာမဘောကမဆိုရှင်ကြံစီလိုက်တယ်ဗောကာမကြံစီလိုက်တယ်ဗောကာမယူလိုက်တယ်ဗောနော်ကာမရယူလိုက်တယ်ဗောအဲရယူလိုက်တဲ့အမှုကအဲ့မှာမပြီးသွားဘူး ငပီကတော့ဒီအမျိုးသမီးကမကျင်တတ်ဘူးမကျင်တတ်တဲ့အခါမှာဒီတယင်းမှုရဲ့မိမကတော့နှိရအတူနှိမှာပြဿနာတက်အောင်တယင်းမှုကအေးအေးပါကျွန်တော်ဘယ်မှာဖြစ်ဖြစ်နော်ဟိုခင်ဗျောက်နိုင်ငံအကြီးအကဲတွေမှာလေကျွန်တော်တို့ဒီအရာရှိတွေကအဲ့လောက်ဒီမဟုတ်ဘူးဗျအရာရှိကတော်တွေကတော်တော်ဆိုးတာသူတို့ကအုတ်ချုပ်နေတယ်သူတို့ကြောက်ရဲပုံစံမျိုးပြတယ်တယင်းတယင်းတယင်းနိုင်မှာအဲ့လိုပဲသူတို့ကအာနာပါဝါပို့ပြတယ်အဲ့တော့အခုဒီဖြစ်ရက်ကဒီဖြစ်ရက်ကသူစမှာပဲ တော်တက်တက်လုံးသိမှာသူကသွားပြီးတော့ညှိနေတာဟုတ်အဲညီမလေးရဲ့မတိုင်ပါနဲ့ပေါ့ပစံငွေ330ပေးပါမယ်ဆိုတဲ့ပုံစံနဲ့သွားညှိတယ်အညှိတဲ့အခါမှာတော့သူညှိတဲ့အချိန်မှာကြားသွားတဲ့ရဲမေတယောက်စီကနေပြီးတော့တရင်ကဆက်ပွားပါလေပွားလဲပွားတော့မှမျိုးသမီးရဲ့ယောက်ျားကတိပါတယ်တိပွားတော့ဒေါ်လာထွက်တာပေါ့ဗျာသူသူကိုကိုပေါ့ဗျာနော်သူသူကိုသူ့မိမထိတဲ့ခါကျတော့သူ့မိမကိုဒါမျိုးကြံစီလိုက်တယ်မနှိမ့်လိုက်မနှိမ့်ချလိုက်တယ်ပေါ့ဗျာနော်ပြောရမယ့်ဆိုလို့ရှိရင်ဟုတ်လားဒါတွေပဲပြောရမှာပေါ့အလို့မတူဘူးဆိုတာမနှိမ့်ချတာပဲနော်အမနှိမ့်ချလိုက်ဆိုတော့ယောက်ျားတယောက်ပဲခံနိုင်ရင်ရှိနေမယ်နော် တော်သေးတာပေါ့တရက်တွေပါယူပြီးတော့နေလားငါလားဆိုပြီးတော့ဟုတ်လားနေလားငါလားသွားမပြတ်တက်လိုက်တာကံကောင်းတယ်သူဒါပေမဲ့လည်းဒီအရာရှိဒီဘူကြီးကသူလည်းဘူကြီးပဲဘူကြီးကအဲဥပဒေနဲ့ရှင်းပါမယ်ဥပဒေနဲ့ရှင်းပါမယ်ဆိုပြီးတော့အထက်ကိုတိုင်ပါလေရောနော်အတိုင်တဲ့အခါမှာလုံးဝမတိုင်ဘူးဆိုပြီးတော့တရင်မှုနာမည်လည်းသိတယ်တရင်မှုကတော့နာမည်လည်းသိတယ်သူတို့နှစ်ယောက်ကနေပြီးတော့ဖိအားပေးပါလေမတိုင်နဲ့ပေါ့နော်လုံးဝမတိုင်ပါနဲ့တိုင်လို့ရှိရင် ဘာဖြစ်မှညာဖြစ်မှာပေါ့ဗျာเนาะအဲဒါလေးမဟုတ်သေးဘူးเนาะနောက်ထပ်ဘယ်သူတွေကမှထပ်ပြီးတက်ဆွဲမှုလို့ခေါ်တာပေါ့ကျွန်တော်တို့ဒီအမြောက်တက်ကမြောက်တက်ကဘုံဘုံကလည်းသူတို့ကိုခေါ်တွေ့ပြီးတော့မတိုင်မှုဆိုပြီးတော့ပြောပါလေတဲ့ဟောမပြီးသေးဘူးဗျာအော်ဘုံမဦးရဖားရနဲ့ဒုတိုင်မှုကိုယ်တိုင်ဆင်းလာတိုင်မှုတွေကတော့ဘယ်တော့မှဆင်းမလာဘူးเนาะအရာဒီမှဒီလိုပဲတိုင်မှုတွေကဒုတိုင်မှုနဲ့လှုပ်လှောက်ထားပြီးတော့ဒါအဲဒီလိုပဲဒီနာမခအာဘာမဆိုတော့အမ်မဘာခါမှာပေါ့ဗျာအဲသူတို့ကလည်းဒုတိုင်မှုကဆင်းလာဆင်းလာပြီးတော့မတိုင်ဖို့ပေါ့เนาะ PRP ပြောဆိုတယ်ပေါ့เนาะ ကဲတိုင်မယ်ဆိုလို့ရှိရင်ခုဆိုလို့ရှိရင်ဘယ်လိုစီစဉ်လိုက်လဲဆိုတော့ဟိုဘက်ကတော့ခွင့်မလုပ်ဘူးเนาะဟိုကြီးကတော့ခွင့်မလုပ်ဘူးသူမိမအိုဒါမျိုးမရင်းချင်းလိုက်တဲ့ဟာမချင်းမရင်းချင်းလိုက်ချင်းကိုလုံးဝခွင့်မလုပ်ပါဘူးခွင့်မလုပ်တဲ့အတွက်ကြောင့်မလို့ဘသူတွေပါပြောပြောတိုင်မယ်တိုင်ပါလေအဲတိုင်လိုက်တဲ့အခါမှာတော့အဲ့ဒီပူကြီးကဘယ်ဘွားရောက်တော့လဲဆိုချက်ချင်းလန်ငယ်အရှိန်အန်းကိုပို့ပလိုက်ပါလေနော်တတထဲမှာလုံးဝမထားတော့ဘူးမင်းအရှိန်အန်းသွားတော့ဟုတ်ပြီအမှုရင်ဆိုင်နေရတော့ range ချင်းခံလိုက်ရတော့ ဗိုလ်ကြီးရဲ့မိမကတော့တက်ပြင်မှာပြီးနေခိုင်းလိုက်ပါပြီ AR ဒုတိုင်းမှုကားတဲ့နော်လုံးဝပေးမနာပါဘူးလေနော်ဒံယာရစစ်တီတဲ့အားလုံးကိုစေးစေးဖို့စေးဥမှာစေးမကူပေးပဲနဲ့ဘယ်နေရာမှာထားလဲဆိုရှင်ကာကင်းမှာလည်းမထားတော့ကာကင်းမှာယူချွန်တိုက်ခဲ့ပြီးတော့တာဝန်ထဲခြေလာတယ်ခြေလာတဲ့စစ်တီတွေကိုတုံးလေးလေးဒီဌာနချုပ်ပေါ့ဌာနချုပ်ဒီတက်ရင်မှာအားလုံးကိုခံစစ်တင်ခိုင်းတာလေဟောဆိုလိုချင်တာကဗျာသူ့ရဲ့လုံထုံးလုံနေရဆိုရှင်ဒံယာစစ်တီရဲ့အနေနဲ့အဲအားလုံးတွေ့ရနော်အင်းတို့စစ်ခွေးတက်ထဲမှာတော့ မိမလည်းပေးရသေးရဲ့ရှေ့ထဲနဲ့သွားရတဲ့ဘွားရောက်ပြီးရှေ့ထဲမှာလည်းတေးရမယ့်ဘွားရောက်သွားပြီးနေတော့ရောက်ပါပြီနော်နောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့ DKB ရဲ့ဌာနချုပ်စုံစည်းမြိုင်ကြေးရွာကိုစစ်ကောင်စီတပ်ကတိုက်လေနဲ့ဘုံကျဲလို့ကလေးငယ်တအူးလဲထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ပြင်ပြည်နယ်မြောက်ဒီမြို့နယ်ခိုင်းမြမာနယ်စပ်ညမှာရှိတဲ့ DKB ရဲ့ဌာနချုပ်စုံစည်းမြိုင်ကြေးရွာကိုစစ်ကောင်စီကယနေ့မွန်းလဲပိုင်းမှာတိုက်လေနဲ့ဘုံကျဲချခဲ့မှာတော့ကလေးငယ်တအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကပြောထားပါတယ်။အာဟာယနေ့မေလ28ရက်နေ့နေ့ကင်းတနားီမှာ YAK 130 တိုက်လေရင်ဒစီဟာ GKP ဌာနချုပ်စုံစည်းမြိုင်ကြေးရွာကိုလည်းဘုံချက်ချသွားဖြစ်ပြီးဘုံချက်မှုကြောင့်ကလင်းငယ်တို့ဘုံစားထိမှန်တန်းရရှိခဲ့တာဖြစ်ပါတယ်။ပြည်သူတွေများကတော့စစ်ပီးရှောင်ပြီးတာပါ။အချို့ကတော့ကြံခဲ့တာဒီမှာကလင်းငယ်တို့ဘုံစားထိမှန်ခဲ့တာပါလို့ဒေသကပြည်သူတွေပြောတာပါတယ်။ယနေ့မေလ28ရက်နေ့နံနက်ပိုင်းမှာလည်းစစ်ကောင်စီတက်ရဲ့အင်အား82ဦးပါတဲ့စစ်တပ်စစ်ကြောင်းကို KNL ဥဆောင်သောတော်လိုင်းတွေများကပိတ်ဆို့တိုက်ခိုက်ပြီးနောက်စစ်ကြောင်းတစ်ခုလုံးကိုချေမှုနိုင်ခဲ့ပြီးတော့စစ်သား30ကျော်ကိုအရှင်ဖမ်းဆီးတိုက်ဆုံးတွေလည်းများပြားကြောင်းစစ်ကောင်စစ်သားတို့ကတော့ထိုင်းဘက်ကန်ကိုပျောက်ရှိနေကြောင်းနေဆက်ရေးရာ တင်းထောက်တချို့ကနေပြီးတော့ပြောထားပါဗျ။နောက်ထပ်တင်းပုံအနေနဲ့ကတော့စစ်ကြောင်းတစ်ခုလုံးချိန်မုန်းခံရတဲ့စစ်ကောင်စီဟာဒေချောင်းကိုအပြင်းခံတိုက်ခိုက်မှုတွေစတင်ခဲ့ပါဗျ။ဒါပေမဲ့လည်းထိုင်းမြန်မာနယ်စပ်ဤရောက်ရှိနေတဲ့မြန်မာစစ်ကောင်စီရဲ့ WNG 130တိုက်လေကိုကြားဖြတ်ရန် F16 တိုက်လေနှစ်စီးရထိုင်းလီတက်ကနေပြီးတော့ရေးပေါ်စေလုခဲ့ကြောင်းသိရှိရပါဗျ။ဒါဟာထိုင်းစံတော်ချိန်မွန်းနေ့တနားရီ3မိနစ်ချိန်မှာမြန်မာစစ်ကောင်စီရဲ့ WNK 130တိုက်လေဟာထိုင်းဝေဟင်ပိုင်နက်ကိုချိကတာသဖြင့်ထိုင်းတော်ဝင်လေတပ်ကနေပြီးတော့ F60 တိုက်လေနှစ်စီးကိုအေးပေါ်စီလွတ်လာရောက်မြမစစ်ကောင်စီရဲ့တိုက်လေကို ရားပြေခံတတ်ရန်တိရွတ်ချင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။မြန်မာစစ်ကောင်စီရဲ့အင်အား80ကျော်ရှိတဲ့စစ်တပ်စစ်ကြောင်းကို KNL ပူးပေါင်းမဟာမိတ်တများကချေမှုန်းလိုက်ပြီးနောက်မြန်မာစစ်တပ်ကတိုက်လေများစီရွတ်လာချင်းဖြစ်ကြောင်းလက်ရှိမှာတော့ဘုံကျမှုများလုဆောင်သွားကြောင်းလက်စစ်ဒေသတရင်ကြီးမြေကလည်းသိရှိရပါတယ်။နောက်ထပ်သတင်းမို့အနေနဲ့ကတော့မန္တလေးတိုင်းမြင်းညံမြို့မှာရှိတဲ့ခရိုင်ရုံးရဲတင်တန်းကျောင်းဇီးချံစစ်တပ်ဒိတ်စကန်နဲ့ကဝါဂိတ်တို့ကိုတပြိုင်တည်းဝင်ရောက်တိုက်ခတ်မှုစစ်သားနဲ့ပြူစောတီရှေ့ဦးတေဆုံးကြောင်းမြင်းညံဘလတ်တိုက်ကကဘုံမိုက်ကရနေပြီးထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ဒါဟာ ရင်းကြံမြို့အရန်ယုံရဲတင်နန်းကျောင်းအမှတ်၁၈ရပ်ကွက်ဒီချန်ကာကင်းဂိတ်စကန်နဲ့အမှတ်၁၈ရပ်ကွက်သကဝါကာကင်းဂိတ်စကန်တို့ကိုအိုမြင့်ဆောင်ညာမီစစ်စင်ရေးဖြစ်ရင်းညံဘလက်တိုက်ဂျာ MD တပ်ဖွဲ့နဲ့အခြားမာမိတ်တပ်ဖွဲ့တွေကပူးပေါင်းပြီးအပြန်နဲ့ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အခန်းတော်မသိနိုင်ခဲ့ပါဘူး။မြို့ပေါ်ဆိုတော့ဗတင်းပေါက်တဲ့အပိုင်းတွေတွေပါမယ်။တိထားရတဲ့အင်အားထက်၃လေးစားများလာတော့တွေ့နေရတယ်။အဲ့လိုဆိုတော့လက်နက်တွေလည်းမရခဲ့ဘူး။ဒီစစ်စင်ရေးတွေမှာတော့ပြည်သူတွေကိုထိခိုက်မှုရှိတယ်လို့ကြားတယ်။မြို့ပြည်သူများနေဖြစ်တဲ့စစ်အုပ်စုတွေရဲ့နေရာကိုမနေကြဘူး။ ဘီကမြစ်ကရက်ခံကျင်ပါတယ်ဆိုလဲနင်းကြံဘလက်တိုက်ကတစ်ဖွဲ့ကောင်းဆောင်ပုံမိုက်ခေးရနေပြီးတော့ပြောထားတာသိရှိရပါတယ်။အဲပေါ်ညီကိုတွေဟာရှေ့တန်းမှာစစ်တိုက်ရတဲ့အခါမျိုးမှာဆိုရင်ရန်သူအသက်နဲ့မိမိအသက်ကိုလောင်းကြီးထက်ပြီးစစ်တိုက်နေရပါဖြစ်ပါတယ်။ကျွန်တော်တို့ဒီကြီကာတွေကြီကာအုပ်ထုပ်တွေဒါမပါဘူးဆိုရင်ကျွန်တော်တို့ရဲ့ဒီဘေးကင်းနိုင်စွမ်းက90 90ရာခိုင်နှုန်းပဲရှိပါတယ်။ဆိုလိုချင်တာကကျွန်တော်တို့အသက်ရှင်ဖို့လည်း ဖြစ်သွားနိုင်လို့တေဖို့လည်းဖြစ်သွားနိုင်ပါတယ်။အဲ့ဒီလိုအကြံပရန်တိုက်ခိုက်ရတဲ့အခါမျိုးမှာကျွန်တော်တို့မှာជីကာတွေជីကာအုတ်ထုတ်တွေသာပါလာမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်လုံခြုံရေးဘေးကင်းနိုင်စွမ်းက30ရာခိုင်နှုန်းလောက်ဒီထက်ပေါ်ပြီးတော့ကျွန်တော်တို့80ရာခိုင်နှုန်းလောက်ကလုံခြုံသွားမှာဖြစ်ပါတယ်။ဘာကြောင့်အဲ့ဒီလိုပြောနိုင်တာလဲဆိုတော့ကျွန်တော်ရှေ့မှာကြုံတွေ့ခဲ့ရတဲ့လူမျိုးတွေအဲဒီများမကြာသေးမီကပွဲတစ်ခုနဲ့ဒီရှင်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ ရန်ကုန်တိုင်းပြည်သူ့ကော်မတီတပ်ဖွဲ့တစ်မှာရှိတဲ့ခွဲတဲခွဲနစ်ကရဲဘော်တွေနဲ့ရဲဘော်ညီကိုတွေနဲ့ကျွန်တော်အတူတိုက်ပွဲဝင်ခဲ့ပါတယ်။ဒီပြီးခဲ့တဲ့ငါးကိုရှိစကန်ဒေးစစ်တင်ဟိုမျိုးတွေမှာပေါ့ကျွန်တော်တို့ရဲဘော်ညီကိုတွေမှာជីကာတွေជីကာအုပ်ထုတ်တွေမပါသေးတဲ့အတွက်ဒီတချို့ရှေ့ကိုတိုးရတဲ့အခါမျိုးတွေမှာ အခက်ခဲအရင်ရှိပါတယ်။ဒီစကန်သိန်းနဲ့ဆိုတဲ့ဟာမျိုးကရန်သူစကန်ကိုကျွန်တော်တို့ဝင်ကက်ကာတာဖြစ်တဲ့အတွက်ជីွယ်မျက်ွယ်လိုဟာမျိုးရဖို့ဆိုတာမလွယ်ပါဘူး။တချို့ ဒီသူတို့ရဲ့ခြံကြီးကိုအလွန်မှာကျွန်တော်တို့တက်ကွင်းဆိုပြီးတော့ထားလာတဲ့နေရာမျိုးတွေရှိပါတယ်အဲဒီလိုဟာမျိုးမှာကျွန်တော်တို့ကတိုးရတဲ့အခါမျိုးမှာဒီကျွန်တော်တို့ဒီလူငယ်စကားဆိုရင်မြမာလူကြီးပေါ့ဗျာဒီကအဲမြမာလူကြီးတိုးတာမြမာလူကြီးတိုးတော့ကျွန်တော်တို့ထိခိုက်နိုင်ကြီးကလည်းအရန်များပါတယ်အဲအဲ့ဒီမှာလည်းနှက်နှက်ရရပေါ့နော်ဒီကျွန်တော်တွေးခဲ့ရတာဒီတော်လန်ရဲဘော်ညီကိုတယောက်ပေါ့သူဆိုလဲပေးရနေကျွန်တော်တို့ဒီလေရင်လေလေရင်ဘုံကြီးတော့ ဒင်းလို့ကြဲသွားအဲဘုံကြီးအစာရကွဲထွက်ပြီးတော့သူ့ရဲ့ဒီကြီးကအထုတ်တော့အစာကြီးတစ်စာဝဲလာဒင်းလို့ရောအဲ့သူရိုင်သွားရိုင်တော့သွားပြီးတော့ငမင်းဘာဖြစ်သွားလဲဆိုတော့ကြည်လက်ကြည်ရောသူကကြီးအထုတ်ကြီးပြန်ကြီးနည်းနည်းတော့တုံသွားတာပေါ့ဗျာတိရဟိုမျိုးလုံးကြီးနဲ့ဟာတဲ့ကြီးအထုတ်ကယ်လို့ပေါ့တဲ့တိရတော်သေးတယ်တဲ့အဲ့ကြည်အောင်ထုတ်တံပိုင်းနဲ့သူတွားယူပေါ့လစ်ပြီပေါ့သူအဲ့ဒီလိုမျိုးဒီအသက်ကြီးကနေလက်တလုံးကြီးလေးလုခဲ့တာပေါ့နော် တခါတလေကျရင်ဒီကြီကားတွေကြီကားအုပ်ချုပ်တွေဆိုတာဟာအသက်ကိုလလုံးရကာကွယ်ပေးတဲ့နေရာမျိုးမှာ အရင်ကြီးအသုံးဝင်တာပဲဒီတချို့ဆိုလဲဒီရန်သူကကြီပစ်ချလိုက်တာကြီရဲ့ဘယ်ကနေဘလို့တွစ်ဖြစ်ပြီးတော့လာလဲတော့မသိဘူးဒီကြီကားအုပ်ချုပ်ကိုဒိန်းလူကြမ်းမှန်ပြီးတော့အမဘုံနဲ့ပြစ်လဲသွားပြီးလည်းပြီးတော့ပြန်ကုန်းထလာပေါ့ပြန်ကုန်းထလာပြီးတော့ကြီရတော့ဘေးလူတွေဆိုမင်းဘာမှမဖြစ်ပါဘူးဒါဘာညာနဲ့ကြီလိုက်တော့ဒီကြီကားအုပ်ချုပ်မှာကြီဘူးလေးကလာဆိုင်နေတာမျိုးလေးကျွန်တော်တို့တွေ့ရပါတော့ဒါကြောင့်မလို့ဒီ ကြီကားတွေကြီကားအုပ်ထုပ်တွေဆိုတာကကျွန်တော်တို့ဒီရှေ့တန်းရဲဘော်ညီကိုတိုင်းအတွက်အင်မတန်ကိုမှလိုအပ်နေတဲ့အရာဖြစ်ပါတယ်တခါတလေကျရင်အဲ့ဒီအရာတွေမပါလို့ထိကြိုက်သွားတဲ့ထိကြိုက်တန်းရာတွေကိုစေကူတာရတဲ့စေကူတာဈေးကကျွန်တော်တို့ဒီကြီကားတွေကြီကားအုပ်ထုပ်တွေဈေးနှုန်းထက်ပိုပြီးတော့များနေတတ်တဲ့အရာတွေရှိပါတယ်ဘာလို့မျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့ CDN လုပ်တွေထဲမှာတရားသူကြီးတွေလည်းပါလာတော့တွေ့ရှိရပြီးတော့ဒီကိုပဲလက်ရှိချိန်မှာမေစုကို အောင်ချအကျင့်ချခဲ့တဲ့တရားသူကြီးဆိုရင်လည်းဒါအထက်ကဘလို့ပဲညွှန်ကြားချက်သူလုပ်ခဲ့ပြည့်တယ်ဒီကောင်တွေကိုကျွန်တော်တို့တွေကခွင့်လွှတ်စရာအကြောင်းမရှိပါဘူး။တရားသူကြီးတွေထောင်ထဲကထောင်မှုတွေနဲ့အခြားခြားသောကောင်တွေကိုတော်လိုင်းကာလာတွေမှာဖြစ်ဖြစ်တော်လိုင်းပီကာလာတွေမှာဖြစ်ဖြစ်လုံးဝကိုပြည့်ပေးရမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။အဲ့ဒီဂျားတွေကမှကိုယ့်ရဲ့တရားသူကြီးဘုရားကိုစွန့်လွှတ်ပြီးတော့စီဒီယံဝင်လာတဲ့ရဲ့ကိုပဲဓမ္မနဲ့ဓမ္မကိုပဲကြားသိမြင်နေတဲ့သူတွေရှိနေပါတယ်။သူတို့ရဲ့စကားသံတွေကိုလည်းနားထောင်ကြည့်အောင်ဗျာ။ ုနှစ်ဖေဖော်ဝါရီလတရက်နေ့စစ်အာဏာသိမ်းချိန်ကစလို့စစ်ကောင်စီရဲ့လုပ်ရက်တွေကိုစန့်ကျင်တဲ့အနေနဲ့နိုင်ငံဝန်ထမ်းတွေက Civil Disobedience Movement Syrian လှုပ်ရှားမှုတွေကိုနိုင်ငံတော်ပြုလုပ်ခဲ့ကြပြီးတော့လက်ရှိချိန်ထိမိမိတို့ရဲ့အခက်အခဲတွေကိုလစ်လူရှုကအဆုံးထိຫນွေဦးတော်လှန်ရေးထဲမှာပါဝင်လှုပ်ရှားနေကြသူတွေများစွာရှိနေပါသေးတယ်။လက်ရှိချိန်ဒီလဲစီရန်ကိုထောက်ပံ့ပေးနေကြတဲ့သူတွေရှိသလိုကိုဘသာကိုယက်တီနေကြတဲ့သူတွေလည်းရှိပါတယ်။ဒီတစ်ပတ်ရဲ့အမျိုးသမီးအစီအစဉ်ကနေစီရန်တရားသူကြီးမတ်နဒီဝင်းလဲနဲ့သူဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုတွေ့ဆုံမေးမြန်းထားပါတယ်။ ဟုတ်ကဲ့အာဖြတ်တန်းခဲ့တဲ့အတွေ့အကြုံဆိုလို့ရှိရင်တော့အဲပတ်ပြေးခဲ့ရတာတော့ခက်များများပေါ့နော်ဒီတော့မှတော်တော်ကြာကြာနေခဲ့သေးတယ်ပြီးတော့ရှောက်ပြင်းနေရတယ်အဲအဲ့ဒီအချိန်မှာအမျိုးတွေအပေါင်းအသင်းတွေဘာမှမရှိတော့ဘူးပေါ့နော်မရှိတော့တဲ့အခါကျတော့အရန်ခက်ခက်ခဲခဲကိုဖြတ်တန်းခဲ့ရတယ်အဲ့တော့အဲ့ဒီအချိန်တော်တွင်းမှာတော့အင်္ဂလိပ်သင်ပြီးတော့ဒီ CDM တယောက်ကို support ချင်တဲ့သူတွေအနေနဲ့လည်းအင်္ဂလိပ်စာလာသင်ကြတယ်ပေါ့နော်အဲ့အဲ့ဒါလေးနဲ့ရက်တည်ပြီးတော့မှ ဖြတ်တန်းတယ်ဖြတ်တန်းပြီးရခါကြတော့ဒီပြည်တွင်းကနေပြီးတော့ပဲဒီတရားရင်ဝင်ကြီးဌာနပေါ့နော် NUG ရဲ့အောက်ကတရားရင်ဝင်ကြီးဌာနမှာအာ freelance အနေနဲ့ကုနိုင်တဲ့ဟာတွေကိုဝင်ကူပေးတယ်ပေါ့အဲ့လိုနေရနေပြီးတော့မှနေလို့မရတဲ့အခြေအနေတခုဖြစ်လာတဲ့အတွက်ကြောင့်မဲဆောက်ဘက်ကိုပြောင်းလာတာပေါ့နော်မဲဆောက်ဘက်ကိုပြောင်းလာပြီးတော့အဲဒီဘက်မှာတော့ဒီတရားရင်ဝင်ကြီးဌာနမှာလည်း freelance ကုနီရဲ့သူတို့အောက်မှာတော့ဝန်ထမ်းအနေနဲ့မလုပ်ဘူးပေါ့နော်အဲပြီးတော့ဒီ confidential အဖွဲ့အစည်းတခုမှာဥပဒေအကြံပေးအနေနဲ့ဝင်လုပ်တယ်ပြီးတော့အခုကျတော့ဒီအပြင်မှာပဲကိုယ့်ဘက်ကိုဒီ ီပွားရေးပေါ့နော်စီပွားရေး right traditional music ဆိုပြီးတော့ဒူရီယာပစ္စည်းဆိုင်ရယ် now photo studio တခုပေါ့နော် gallery 3ဆိုတဲ့ photo studio တခုရယ်နောက်ပြီးတော့ laptop scan နဲ့ရောင်းတဲ့ RTM ဆိုတဲ့ laptop ဆိုင်ရယ်ပေါ့နော်ဒါလေးရသူများရင်းနဲ့ share လုပ်ရင်းနဲ့ပဲပေါ့နော်ဒီဆိုင်ကတော့ကိုယ်တိုင်လုပ်တယ်ဂျန်နေဟာရောသူများရင်းနဲ့ set to share လုပ်ရင်းနဲ့ပဲလက်ရှိမှာတော့စီပွားရေးပဲလုပ်ရင်းနဲ့ဖြတ်တန်းနေရယ်ပေါ့ ဟိုကိုကကိုဖြတ်တန်းရတာဖြစ်တဲ့အတွက်အရန်ခက်ခဲတယ်ပေါ့နော်အခုဆိုလဲကိုရီးယားဒီစီးပွားရေးတွေလုပ်တယ်ဆိုတာဘာကြောင့်လုပ်ရလဲဆိုတော့ CDM တွေကို support မဲ့သူလုံးဝမရှိဘူးကိုရီးဆိုဘာအထောက်ပံ့တရားတစ်ချက်မှမရခဲ့ရဘူးပေါ့နော်အဲ့တော့ဒီ CDM တွေအနေနဲ့လိုအပ်ချက်တွေအများကြီးရှိရဲနောက်ပြီးတော့ကိုရီးမဖြစ်မနေပေးရမယ်လှူရမယ်ထောက်ပံ့ရမယ့်နေရာတွေအများကြီးရှိတယ်။အဲ့ရတွေအတွက်ကိုယ့်ကိုယ်တော်မှထောက်ပံ့မဲ့သူမရှိနေတဲ့အရာကိုကိုကစီးပွားရေးမလုပ်ဘဲရှင်းနေလို့မရဘူးပေါ့နော်။အဲ့ဒီအခါမှာစီးပွားရေးလုပ်ရတယ်။လုပ်တဲ့အခါမှာအာဒီ ယုံကြည်ရတဲ့ဇာတ်ဝင်ပြန်ချီးပြီးတော့အတော်နဲ့ပြန်ချီးပြီးတော့ဒီဆိုင်တွေကိုပြန်ပြီးရုံးကန်ပြီးထားခဲ့ရတာပေါ့နော်ဘဝကိုတိကျပြန်စားရတာအဲ့လိုစားခဲ့တဲ့အချိန်မှာဟိုတနေ့ကဆိုလို့ရှိရင်เนาะဒါကယူနေပါပြီဒါကကြတော့ဒီစစ်ကောင်စီကိုထောက်ခံတဲ့အတိုင်းဝိုင်းဘက်ကကိုယ်နာမည်ဖြတ်တာပေါ့နော်ဒါကကိုတယောက်တည်းဖြတ်ခံရတာလည်းမဟုတ်ဘူးတော်တော်များများလောက်ခံရတာဖြစ်တဲ့အတွက်ဒါပြဿနာမရှိဘူးသူတို့ကတော့ကိုယ်ညီမျိုးစုံနဲ့ပုံဖြတ်ဖို့နာမည်ဖြတ်ဖို့စူးစမ်းမှာပဲဒါပေမဲ့အဲ့ဒီထဲမှာစိတ်မကောင်းစရာတစ်ခုကပါလဲဆိုတော့ကိုပါကိုရိုးရိုးတတ်တားနဲ့ဘယ်သူမှမထောက်ပံ့နိုင်ကြတဲ့ဘဝကိုတိကျပြန်စားတယ်ရသမျှပတ်စံအကုန်လုံးကိုကိုလည်း အစင်တောင်နေတယ်လို့တစ်ဖက်တခြားသူတွေကိုလည်းကိုပြန်ပြီးကြည့်ပေးနေရဲဆိုတာကိုကြည့်နေတဲ့သူရဲ့တက်တယ်ပဲဒါပေမဲ့ကိုက Facebook ပေါ်မှာဘသူ့ကိုဘလို့လုပ်တယ်ဆိုတာကိုတင်ရတာဝါသနာမပါတဲ့သူဖြစ်တဲ့အတွက်အပြောခံရတာရှိရယ်ကိုဘက်ကလူတွေစီကနေပဲပေါ့နော်ဒီတော်လိုင်းရေးတိုင်းဝိုင်းကလူတွေစီကနေပဲအပြောခံရတာရှိရယ် တချို့ဒေါ်လာရေးကြားဘူးမှာပေါ့နော်ဒေါ်လာရေးထဲမှာလည်းလူကောင်းတိုင်းအားလုံးကလူကောင်းမဟုတ်နေဘူးလေနော်တချို့ကျတော့လေဒေါ်လာရင်းငွေတွေလွယ်သုံးစားလောက်တာမျိုးရှိရဲဒါမျိုးတွေနဲ့ကြုံလာတဲ့ခံမျိုးကြရင်ကိုယ်အသိမခံနိုင်မင်းနဲ့အာသူတို့နဲ့စန့်ကျင်ဘက်ဘက်မှာယက်တီခဲ့တာဟာရှိရဲဒါကြောင့်မို့ဒေါ်လာရေးတိုင်းဝိုင်းထဲမှာကိုယ်လည်းအားလုံးကကိုယ့်ဘက်မှာရှိမနေဘူးအဲ့လိုလူတွေကဘာတွေလုပ်လာလဲဆိုတော့ ဒီကိုဘက်ကနေရက်တည်ခဲ့တဲ့ CDM တယောက်ကိုဒီဆိုင်ရင်ကတော်လိုင်းရဲ့ပတ်စံလေးဘုံမျိုးဖွင့်มาတယ်ဆိုပြီးတော့ကိုအကြီးအကျယ်နာမည်ဖြတ်ခံခဲ့ရတာရယ်လည်းရှိသေးရယ်ပေါ့เนาะအဲ့တော့အချင်းချင်းကြားထဲမှာကိုမနာလိုခံရတာရှိရယ်အားလုံး CDM ချင်းတူတူဘဝပြက်လာခြင်းတူတူနေရပါလို့အဆင်ပြေနေရလဲဆိုပြီးတော့ကိုတိုက်ခိုက်ခံရတာရှိရယ်အတက်လွတ်ကို လူတွေမုန်းခံရတာအများကြီးရှိတယ်။ဒီဒေါ်လာရင်းငွေဆိုတာဘယ်တော့မှလည်းအလူမခံခဲ့ဘူး။ထောက်ဖို့လည်းမလုပ်ခဲ့ဘူး။ဒေါ်လာရင်းငွေတပြားတစ်ချက်မှတပြားတစ်ချက်မှဟိုဘယ်အကြောင်းအရာနဲ့မှပတ်သက်ဖူးတာမရှိတဲ့သူတယောက်ကိုဒီဆိုင်တစ်ခုလုံးကိုဒေါ်လာရင်းငွေတွေဘုံပြီးတော့လုတ်ပါတယ်ဆိုပြီးတော့နာမည်ဖြတ်ခဲ့ရလည်းရှိတယ်ပေါ့နော်။ဒါကြီးကျတော့စိတ်မကောင်းဖြစ်ခဲ့ရတာကြီးတော့အများကြီးပေါ့။ဆိုတော့လက်ရှိမှာမနေရုံးကပ်ပြီးတော့ရှင်တန်နေဒါပေမဲ့အဆင်ပြေလာလားဆိုရင်အဆင်ပြေနေပြီပေါ့နော်။ဒါပေမဲ့တိုက်ခိုက်နေရတာတွေကတော့ဟိုဘက်တစ်ချမ်းကလည်းရက်မသွားဘူးဒီဘက်တစ်ချမ်းကလည်းရက်မသွားပါဘူးလို့ဟုတ် စိတ်ခွန်အားဆွဲနေရမှာစိတ်တက်ကြတဲ့အပိုင်းအရန်ကိုများတယ်။အဲကျွန်မကကြတော့ငိုကလေးကတရားသူကြီးဆိုရင်အလုပ်တစ်ခုကိုညနှုံလုံးလုံးလုပ်ခဲ့တာပေါ့နော်။အဲဒီအမတ်ကောင်းကောင်းရပြန်မယ်ဥပဒေကြီးပဲရှောက်ပြီးတော့မှဒီတရားသူကြီးဆိုရင်လောင်းအောင်အဖေကိုယ်တိုင်းလည်းတရားသူကြီးဖြစ်တဲ့အတွက်ငယ်ကလေးကကိုယ့်ရဲ့အိမ်မက်ပေါ့နော်။ဒါကိုရှောက်ခဲ့တာဖြစ်တဲ့အတွက်တရားသူကြီးတယောက်ရဲ့ဘဝကိုဆုံးလွှတ်လိုက်ရတဲ့အချိန်မှာ သူများထပ်ပို့ပြီးစိတ်ထိတ်ခိုက်တယ်အလုပ်တစ်ခုဆုံးရှုံးလာဘာမှမဖြစ်ဘူးတခြားနည်းနဲ့ငွေရှာနိုင်ပေမဲ့အလုပ်တစ်ခုဆိုတာထက်ကိုဘဝတစ်ခုလုံးဆုံးရှုံးလိုက်ရတယ်လို့မျိုးခံစားရတာဖြစ်တဲ့အတွက်အခုချိန်အထိလည်းဒီ trauma တွေကရပ်မသွားဘူးပေါ့နော်အဲတရားသူကြီးပုံနေတက်လာတာမျိုးတရားသူကြီးနဲ့ပတ်သက်တဲ့ဟာတွေမြင်တာမျိုးဆိုလို့ရှိရင်အခုချိန်အထိလည်းဟိုလုံးဝဟိုစိတ်စိတ်တအဆုံးဆုံးအထိ ကြောက်သွားတဲ့အချိန်ကြီးအများကြီးရှိရဲ့အဲဒီတရားသူကြီးဘွားမှာတော့မှဆိုလို့ရှိရင် UK scholar တခုရထားတာမှခွင့်မပြုလို့ဆိုပြီးတော့အဲ့ဒီ scholar ကိုဖြတ်သိမ်းပြီးတော့ပဲဒီတရားသူကြီးဆက်လုပ်ခဲ့တဲ့သူပေါ့နော်အဲ့လိုမျိုးဒီမျက်နှိုးခဲ့တဲ့အရာတခုကိုဒီမတရားမှုတွေအကြောင်းဆွန့်လွှတ်ခဲ့တာဖြစ်တဲ့အတွက်တစ်ဖက်ကဟိုတတတာဖြစ်လာဆိုတော့မဖြစ်ပေမဲ့ခံစားရတဲ့အပိုင်းကြီးအများကြီးရှိရဲ့အဲ့ဒါကြောင့်လည်းဒီလိုလို့ကိုဆက်လုပ်ဖြစ်တာပေါ့နော်အမျိုးသားကဆန္ဒရဆရာဖြစ်တော့ အဲသူကအမှုပညာသမားဆိုတော့အမှုပညာနဲ့နေတယ်သူ့ဘဝရင်အေးချမ်းတယ်ကိုလိုမျိုးဟိုပူလောင်ရတာမရှိဘူးအတိုက်ခိုက်တွေမရှိဘူးခံစားရတာမရှိဘူးပေါ့နော်အဲ့ဒီမှာကိုလည်းသူနဲ့အတူတူနေရနေပြောမှာသူကလည်းစိတ်ပြေလက်ပြောက်နေနေဒီအမှုပညာတချင်းဆိုတာတွေတီးတာခက်တာတွေကိုအတူတူလုပ်ဖို့အတွက်အကြံပေးတယ်ပေါ့နော်အဲ့တော့သူနဲ့အဲ့လိုမျိုးအဲလုပ်ဝင်ရနေပြောမှာအမှုပညာဒီသာလျင်ဒီစိတ်တွေ အရန်စိတ်တက်ကြရတဲ့ဟာတွေစိတ်ညစ်နွမ်းနေရတဲ့အရာတွေပြီးတော့မမေ့ဖြောင်းနိုင်တဲ့အရာတွေကိုလည်းမမေ့ဖြောင်းနိုင်တဲ့တခုတည်းသောအရာအနေနဲ့ထားလိုက်တယ်ပေါ့အဲ့တော့အခုအဲအလုပ်ကိုလည်းဒီမြန်မာပြည်မှာရှိနေတဲ့အချိန်မှာတည်းကအမျိုးသားရဲ့ဆန်းရဆရာတွေအဲသူကဆန်းရဆရာဖြစ်တဲ့အတွက်ဆန်းရတပည့်တွေရှိတယ်တင်းနန်းသားတွေပေါ့နော်အဲ့တင်းနန်းသားတွေကိုကီးဘုတ်တွေစရောင်းတာနေပြောမှအမှုပညာဘက်ကိုကူလာလိုက်တာနေအခုဆိုရင်ကိုရိုင်းကရတယ်နောက်တစ်ခါဒီဂီတာတီးရယ်ပီယန်နိုတီးရယ် တယောတီတယောတင်နေပေါ့နော်အောင်စောင်းတင်နေပေါ့အဲ့အဲ့ဒီအနုပညာဘက်ကိုသွားပြီးတချင်းလဲဆိုရဲဈေးလဲရောင်းရင်းနဲ့အဲ့ဒီအနုပညာဘက်ကိုပဲသွားလိုက်တယ်ပေါ့တခုခုစိတ်ညစ်လာပြီဆိုရင်ဒီတခုခုဒူရီယာတခုခုတီးလိုက်တယ်ဒါမှမဟုတ်တချင်းဆိုလိုက်တယ်အဲ့ပုံစံနဲ့ပဲဖြေလိုက်တယ်ပေါ့နော်ကိုကရန် CDM တယောက်ဖြစ်တဲ့အတွက်ဒီတော်လိုင်းကလာမှာခက်ခဲတဲ့သူတွေအများကြီးတယ်ဒါပေမဲ့အဲ့ထဲမှာ CDM တွေကဟိုတဝိုင်းတစ်ခုလုံးပေးခဲ့ရတာပေါ့နော်သူတို့တွေကပြီးတော့ဟိုတကယ်တကယ်တမ်း CDM မျိုး support ကြပါမယ်ပြည်သူ့ချွေးရထမင်းကိုစားပါလို့ပြောခဲ့ကြပေမဲ့ ဘယ်သူမှကိုရီကိုမကြည့်နေဘူးဆိုတာကိုကိုရန်တက်သေးပါပဲအဲ့အတွက်ကြောင့်ဟိုအတန်းထားပါလို့ပြောတဲ့စကားရန်ကိုဟိုဒီချိန်မှာပြောတဲ့စကားဟုတ်မနေတော့ဘူးပေါ့နော်အဲ့တော့ဘာပြောချင်လဲဆိုတော့ကိုကိုရိုင်းလည်းရန်ကိုခက်ခဲပြီးတော့ဟိုရှန့်ခေါက်ဆွဲမနက်စာတနက်ကိုသုံးသုံးချိန်ခွဲစားရတဲ့အထိကိုရန်ခက်ခဲတဲ့အချိန်တွေမျိုးကိုဖြတ်တန်းခဲ့ရပါတယ်လို့အဲ့အချိန်တွေမျိုးမှာပြန်ရုံးထားပါဟိုပါပေါ့နော် force hope ပဲဖြစ်ဖြစ်အမှန်ကန် hope ပဲဖြစ်ဖြစ်ဘယ် hope ကြောင့်ကိုမှတော်လိုင်းပြီးမှ ဝါဖွားပြန်ထမယ်ဆိုတဲ့ဟာမျိုးကိုရက်လိုက်တဲ့အချိန်ကိုရောက်ပြီပေါ့ဘဝကိုတက်ကနေပြန်စပါကိုလုတ်တင်တာကိုလုတ်နေရမယ်တစ်ဖက်ကပေါ့နော်တစ်ဖက်ကတော်လိုင်းရဲ့အလုတ်လည်းလုတ်နေရမယ်ကိုလုတ်တင်တာတွေလည်းလုတ်နေရမယ်တစ်ဖက်ကလည်းကိုရဲ့ ဘဝရဲ့တက်လန်းတွေကိုရက်နေဖို့မရတော့ဘူးเนาะဘေးဘေးနဲ့အချိန်တွေလည်းကြာလာပြီးအသက်တွေလည်းကြီးလာပြီးမိသားစုတွေရှိရယ်ဘဝတွေရှိသေးရယ်ရှေ့ဆက်သွားရအောင်မယ်အဲ့အတွက်ကြောင့်ကိုကိုတိုင်းပြန်ပြီးတော့ဘဝကိုတစ်ကနေစပြီးရောရုန်းကန်မှာလို့ပြောချင်တယ်ပြီးတော့ကျွန်မကတော့ဒီလိုမျိုးသူများအားပေးရတဲ့ဆိုင်ရင်ကိုတိုင်းကိုကြဝင်ကူပေးတာမျိုးများတယ်ပေါ့အဲ့တော့များသောအားဖြင့် CDM တွေဆိုလို့ရှိရင်ဒီဘက်မှာအခုဆိုရင်ဒီမဲဆောက်မှာနေတယ်မဲဆောက်မှာဆို CDM တွေအများကြီးရှိတယ်သူတို့တွေကဘာလို့ပေးလိဖြစ်လဲဆိုရင်အရင်းကြီးတွေပေးဖြစ်တယ်ပေါ့အရင်းကြီးတွေပေးဖြစ်တယ်အကြံဉာဏ်တွေပေးဖြစ်တယ်ကိုကငကိုရဲ business ကိုဝါသနာပါတဲ့သူဖြစ်တဲ့အတွက် ကိုတွေးနိုင်ပေမဲ့တချို့တွေကြတော့ဝန်ထမ်းဘွားလာတဲ့ခါကြတော့ဒါရီကိုတို့မတွေးတတ်ဘူးပေါ့နော်